ိုးဘွားမှာပျော်ရှင်ခြင်းလေကို့ကိုပျော်ရွှင်အောင်ထားမဲ့သူတွေစိတ်ချမ်းသာအောင်ထားမဲ့သူတွေနဲ့တောင်များများပေါ့နော်အဲ့ဒီလိုမျိုးတချို့မိတ်ဆွေတွေရှိတယ်သူတို့ကအရန်ပျော်တတ်တဲ့သူအရန်ပျော်တတ်တဲ့သူကိုစိတ်ညစ်နေသူတို့နားသွားလိုက်သူတို့ကကို့ကိုစိတ်ညစ်တာမေ့သွားအောင်သူတို့ကလုပ်နော်စိတ်ညစ်ချင်ပါတယ်လို့ပြောရအောင်မစိတ်ညစ်ခွင့်မပေးဘူးသူတို့ကမပေးဘူးစိတ်ညစ်ခွင့်မပေးဘူးဝိုင်းခွေနေကြခေါ်တော့ကိုပါလိုက်ရောပြီးရောလိုက်ရီလိုက်ပြော ဆင်းရဲတာမိသွားနော်အဲ့ဒါအဲ့လိုမျိုးကိုယ်ဆင်းရဲခွင့်မပေးဘူးပျော်ခွင့်နေပဲပေးရလူတွေရှိတယ်လို့တချို့ကကြတော့ကိုယ်ပျော်ခွင့်ရောမပေးတာပျော်ခွင့်ပျော်နေဖို့အချိန်ရောမပေးတာဒါဖြစ်အောင်မလုပ်နေရလေစိတ်ဆင်းရဲအောင်မလုပ်နေနော်မိမျက်နှာကြီးစိတ်ဆင်းရဲနေမှာငါတို့ကကျေနပ်တာဆိုပြီးတော့တမင်စိတ်ဆင်းရဲတမင်စိတ်ဆင်းရဲစိတ်ဆင်းရဲပျော်စိတ်ဆင်းရဲနော်လို့အဲအဲ့လိုလိုအဲ့လိုလူတွေကိုရှောင်ရမယ်ဟုတ်လားမဟုတ်ဘူးလား အဲ့လိုဆိုပျော်ရွှင်ခြင်းပျော်ရွှင်ခြင်းနဲ့ပဝန်းကျင်မှာနေပျော်ရွှင်ခြင်းနဲ့လူတွေနဲ့ဝင်းရံတာပျော်ပျော်တက်တဲ့သူတွေနဲ့ပေါင်းသင်းပျော်ရွှင်တဲ့ဝင်းကျင်လေးတွေမှာကျင်လေကြဆာအဲဒါဆိုအလိုလိုကိုမပျော်ရင်တော့မှအော်တိုပျော်နေလိမ့်မယ်တမင်လို့ယူစရာတော့မလိုဘူးသူတို့ကကိုယ်ဝိုင်းပြီးတော့လုပ်ပေးလိမ့်မယ်ဥပမာတနေ့လုံးမပျော်ဘူးနော်တနေ့လုံးမပျော်ဘူးအဲ့ဒါဆက်ဆက်မိသားစုရင်းနဲ့တွေ့ရင်ပြောပါဦးရှင်။ဒီမျက်နှာတွေကိုတွေ့လိုက်ရတယ်ပြောတယ်။ ။ဘာမှမပြောပဲထိုင်ကြည့်နေလဲရည်ကျင်းနေတာ။ဒါမှကိုမပြောတဲ့တရားပြောတာနားထောင်နေတဲ့ဝန်သား။အဲ့ဒါအဓိကစိတ်ချမ်းသာတယ်။ကိုဘွားမှာပျော်ရှင်ခြင်းလေ။ကို့ကိုပျော်ရွှင်အောင်ထားမဲ့သူတွေစိတ်ချမ်းသာအောင်ထားမဲ့သူတွေနဲ့ဒါများများပေါ့။နော်ထားပါတော့။ဒါပေမဲ့ကျွန်တော်တို့ဒီစစ်မှန်တဲ့ပျော်ရွှင်ခြင်းဟာအပြင်အပြင်ပေါ့နော် outside ကပေါ့နော် external ကပတ်ဝန်းကျင်ကဆိုတာတွေထက်ကိုယ့်ရဲ့အတွင်းပေါ့အဲအတွင်းစိတ်ထက်က တွေးခေါ်တဲ့ခံယူချက်တွေအဲဒါတွေကပုံပြီးအရေးကြီးတယ်နော်အဲ့တော့ခုနကပဝင်းကျင်အောင်မှကျွန်တော်တို့စိတ်ညစ်ရင်စိတ်ညစ်ခွင့်မပေးပဲပြောအောင်လုပ်ပေးတယ်အဲဒါပဝင်းကျင်ကိုအပြုတ်တာဒီလိုပဲကိုယ့်ရဲ့အတွေးခေါ်စိတ်တဲ့ရင်ထဲကအရာကိုလည်းအားကိုးရနော်မိမိကိုယ်ကိုအားကိုးပေါ့ဒါလေးလည်းလုပ်ဒီ life and success မှာသင်ရတာပြောရတာဆွေးနွေးရတာအာတပြောရှင်ရှင်မြန်မြန်ဆန်ဆန်ရှိရဲအားလုံးကလည်းဆွေးနွေးစရာတွေ ်တန်းစီပြီးတော့ရှိကြတယ်။နောက်ဆွေးနွေးမင်းမြန်လိုက်ရင်လည်းတကယ်ကိုအနှစ်သာရရှိတဲ့အာတိုက်တယ်လေးနော်ဆွေးနွေးမှုတွေအဲအမေးအဖြေလေးတွေဒါတွေကတွေ့ရတာဆိုတော့တခြားတင်းနှန်းနေမှာပြောတာတွေတင်တာတွေဆွေးနွေးခိုင်းနေနေရာတွေမှာကြတော့နည်းနည်းပေါ့နေတယ်လို့မျိုးခံစားရတယ်ပေါ့နော်အဲကိုလူတွေနဲ့ကြာကိုကလေးလေးနက်နက်ရှိတယ်ပြောတဲ့ဆွေးနွေးမှုတွေကလည်းတကယ်လို့ကောင်းမွန်တယ်အဲဒါကြောင့် တခြားသင်တန်းတွေမှာလည်းကျွန်တော်တို့ life and success ကသူတွေပါရင်အဲသူတို့ပြောတဲ့သူတို့ဆွေးနွေးတဲ့အရာတွေနဲ့တခြားသူတွေပြောတဲ့ဆွေးနွေးတဲ့အရာတွေเนี่ยအများကြီးအကွာကြီးဆိုတာကိုအဲကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲဒါလေးကလည်းဒါအားလုံးရဲ့အတွေးခေါ်တွေနဲ့အပြောအဆိုတွေကတော်တော်တိုးတက်လာတယ်ဆိုတာကိုတွေ့တွေ့ရှိရတာပေါ့နော်အဲကိုယ်ကလည်းကိုတင်နေတာမျှဝေနေတာတခြားအပြင်မှာပဲတင်တင်ပေါ့အဲဒါကုမ္ပဏီတွေမှာပဲသွားပြီးတော့ပဲပြပြပဲတင်တန်းမှာပဲလို့လို့ life and success เนี่ยတူဘူးမတူတာနော်အဲ့တော့ အရသာကွာတယ်စားမပါတယ်လို့ပေါ့ပေါ်နေတာပေါ့နော်စားကြည့်ရင်သိရလေနော်စားကြည့်ရင်သိရအရသာကိုရှားသိရဆိုတဲ့အတိုင်းပဲကျွန်တော်တို့ဒီအဲစပေဘုဒ္ဓတအတွေးခေါ်ရဲ့အရသာကိုအုံနောက်ဒီစိတ်ခံစားချက်တရားသိအဲတခုခုလုံနေတယ်လို့ပဲလို့ခံစားရနော်အဲအခုတော့အားလုံးနဲ့တူပြန်ပြီးတွေ့ပြီပေါ့စားရင်တော့ပြန်တွေ့ပြီနော်စားရင်လည်းဆိုတော့ငံတာတော့မဟုတ်ဘူးဒါပေမဲ့လေးလေးနက်နက်ကြောက်ဆူဆွေးနွေးလို့ရတဲ့ကျွန်တော်တို့ရဲ့မိသားစုဝင်တိုင်းဝိုင်းကြီးပေါ့ ော်ဒီတိုင်ဝမ်ကြီးနဲ့ပြန်ပြီးတွေ့ရတာဝမ်းသာပါတယ်ကဲဒီလကတော့ကျွန်တော်တို့နောက်ဆုံးလလို့တော့မပြောလို့ရပါတယ်နော်နောက်ဆုံးလနောက်ဆုံးလကဒီဇင်ဘာဆိုပေမဲ့လည်းအခုက60နဲ့တပုတ်ကိုစပြီးတော့ရောက်ရှိလာပြီနော်တရားစီကိုရှင်းလန်းအသိမလို့တော့ဒီနေ့ညဝေမှုတာပြီးသွားရင်နောက်ထပ်ကိုးပုပဲကြံတော့တယ်ဟုတ်တယ်မလားအဲ့တော့အခုကျွန်တော်တို့ထပ်တွေ့ရမှာဒါ10ရက်တာလောက်လေးပဲတွေ့ရတော့မယ် ဒါပေမဲ့လည်းလာမယ့်ဒီဇင်ဘာမှာလည်းအပုတ်တရားပြည့်သွားခဲ့ပြီမယ်လဲပေါ့နော်အဲတွေ့ရင်လည်းတွေ့ကြအောင်ပါပါနော်ဟုတ်တယ်မလားဒီအတိုင်းလေးပဲကျွန်တော်တို့ဝင်ခွဲလို့ရတယ်အဲဒီခါကျရင်တော့ကျွန်တော်တို့ကဒီခေါင်းစဉ်နေနဲ့ဆွေးနွေးတိုင်းမိနေတာမဟုတ်ပဲねကျွန်တော်တို့နောက်နှစ်အတွက်အဲဒီအမိသားစုဝင်နေတဲ့သူပြောကြမယ်ဆွေးနွေးကြမယ်တိုင်ပင်ကြမယ်နော်ဆိုအဲဒီ meeting လေးတွေကတော့အမြဲတမ်းရှိနေမှာပါနော်ခေါင်းစဉ်နေနဲ့တွားတာကတော့တရားအတိမှာတော့ပြီးသွားမယ်โอเคနော်